နေရတော့ဒီလောက်ပါပဲရှင်အခုအနေနဲ့ရောဗာများဖြည့်ဆွတ်ပြောကြချင်းပြီးလဲရှင်အာကျွန်တော်အနေနဲ့ပြောချင်တာကတော့ကျွန်တော်တွေကဟိုအပေါ်ရန်အနာလောက်ကိုပဲကြည့်လို့မရဘူးเนาะအတွင်းထဲမှာဖြစ်နေတဲ့တကယ်ပြဿနာကိုကျွန်တော်တို့တွေအသေးချမြင်ဖို့လိုပါတယ်ဆိုတော့တကယ်အပြောင်းလဲတစ်ခုကိုဟိုဖြစ်ဖို့အတွက်ကိုတွန်းနေတဲ့လူတွေကိုဒီထက်ပို့ပြီးတော့ကျွန်တော်တို့ support လုပ်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ဒီအပေါ်ရန်ဟိုဒီလို ိုအခက်အခဲဖြစ်တိုင်းကျွန်တော်ထထပြီးတော့မှအကူအညီတောင်းလို့မရပါဘူးရေရှည်လိုမျိုး လုပ်ဖို့အကူအညီတောင်းဖို့ဆိုမဖြစ်နိုင်ဘူးဒါကကျွန်တော်တို့ကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်နေတဲ့လူတွေကစီစဉ်ရမယ့်ကိစ္စတွေဖြစ်ပါတယ်အဲ့တော့အခုလိုဖြစ်တဲ့ချိန်မှာကျွန်တော်တို့ဟိုအုပ်ချုပ်နေတဲ့လူတွေကအာဘာလုပ်ပေးလဲဆိုတဲ့ဟာကျွန်တော်တေချာကြည့်ဖို့လိုအပ်လာပါပြီအဲ့တော့ကျွန်တော်တို့ဒီအရေးကိုပြောင်းလဲဖို့အတွက်ကျွန်တော်မကြိုက်ရင်တော့ကျွန်တော်ပြောင်းလဲဖို့အတွက်လောက်ရမှာမယ်အဲ့တော့ ဟိုပြည့်ပြည့်စုံစုံကျွန်တော်တို့ဆုံးဖြတ်ဖို့လိုအပ်လာပြီလို့ကျွန်တော်ထင်ပါတယ်အဲ့ဒါလေးကိုကျွန်တော်အာဒီလိုင်းအာပြောပြချင်ပါတယ်ခင်ဗျဟုတ်โอเคပါရှင်အခုလိုအချိန်ပေးပြီးဖြည့်ကြပြီလို့ကိုခါရကို DVB ရကျေးဇူးတင်ပါတယ်ရှင်။ Okay ကျေးဇူးများတင်ပါတယ်။မန္တလေးတိုင်းမိုးကုံးမြို့အနောက်ပိုင်းစက်ပြေရမှာရှိတဲ့ပင့်ကူတောင်ချေအောက်ကကြောက်လုတ်ွက်ကိုဧပြီလ9ရက်နေ့လယ်2နာရီအချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ကြောက်တွင်းတွေနားကိုကျဲသွားတဲ့အတွက်လူထိခိုက်တာမရှိဘဲလူတွေရှိတဲ့နေရာနဲ့အနေငယ်သာဝေးတယ်လို့မိုးကုတ်ဒေသခံကပြောပါတယ်။မိုးကုတ်မြို့ကြောက်တွင်းလောက်ွက်ကိုလည်းမကြာခဏဂျက်ဖိုက်တာနဲ့ဝင်းနေတဲ့အတွက်ဒေသခံတွေစိုးရိမ်နေကြပါတယ်။စစ်ကောင်စီတပ်ကငလင်ဘေးကျောက်ဧပြီလ၂ရက်ကနေ၂၂ရက်ထိအပြစ်ခတ်ရက်စဲမယ်လို့ကြေညာထားပေမဲ့လေကျောင်းတက်ခိုက်မှုတွေစတိုက်ပြုလုပ်နေသလိုမုကုတ်အနီးတပိတ်ချင်းခရိုင်ထက်ကခုနှစ်မိုင်ကိုလည်းထိုးစစ်ဆင်နေပါတယ်ရှင်။ အပြည့်ရမယ်လို့ကြေညာပြီးနောက်ကွင်နီပြည်ပတ်မှာစစ်ကောင်စီဘက်ကလေကြောင်းနဲ့လက်နက်ကြီးတွေအုံပြူတိုက်ခိုက်နေပါတယ်။မော်ရစ်ကပြောပြပေးပါလိမ့်မယ်ရှင်။နိုင်ငံတဝင်းငလင်းဘေးတည်နေတဲ့အချိန်ယာယီအပြည့်ရမယ်လို့ကြေညာထားတဲ့စစ်ကောင်စီတပ်တွေဟာခရနီကစစ်မြေပြင်တွေနဲ့မြို့တွေကိုဒီကြောင်းကနေကောလက်နက်ကြီးနေတဲ့ပါတိုက်ခိုက်နေစေပါပဲ။တိုက်ပွဲဖြစ်ပေါ်ခြင်းမရှိပဲရွာထဲလက်နက်ကြီးနဲ့ပစ်တာတွေဒီကြောင်းကနေအကြောင်းမဲ့တိုက်ခိုက်တာတွေနဲ့အသေးခံဒရုန်းသုံးပြီးအရသာရှိတဲ့နေရာကိုပိတ်မှတ်ထားတိုက်ခိုက်နေတာတွေကြောင့်ထိခိုက်သေးဆုံးမှုတွေရှိတယ်လို့ ခရီနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီက DPP ကိုပြောပါတယ်။ April 4ရက်နေ့ကမိုးပြဲလွိုက်ကော်ဂျာကပီကင်းကော့ခူကျွော်မှာတိုက်ပွဲဖြစ်နေတာမရှိဘဲလက်နက်ကြီးနဲ့လေကြောင်းကြောင့်အရသား9ဦးသေပြီး3ဦးဒဏ်ရာရခဲ့တယ်လို့ INC ကအတည်ပြုပါတယ်။အခုထိတော့ထိုးစစ်ဆင်တဲ့ပုံစံမတွေ့ရသေးဘူးဗျ။မနေ့ကတော့လက်နက်ကြီးနဲ့ပြစ်လို့ရွာသား2ဦးသေပြီး3ဦးဒဏ်ရာရတယ်။ပြီးတော့ညနေ3နာရီမှာလေရင်နဲ့လာပုံကျဲလို့၄ဦးတည်သွားပါတယ်။အဲ့ဒီဖြစ်ရနှစ်ခုလုံးကလည်းပီကင်းခေါကူရွာကပါပဲ။ ဧပြီလ၄ရက်နေ့ကလည်းရှမ်းတောင်ခရနီနယ်ဆက်ဖဲခုံမြို့နယ်တဲကခေါင်းဤရွာတက်ကိုစစ်ကောင်စီတပ်ကအသေးခံ drone နဲ့တိုက်ခိုက်ခဲ့လို့ဒဇင်းကိုပစ်ချခဲ့ရတယ်လို့ဖဲခုံ PDF ကထုတ်ပြန်ထားပါတယ်။ဖရူဆိုမြို့ထဲမှာလည်းတိုက်ပွဲတွေဖြစ်မနေပဲနေအိမ်တွေကိုစကားဆဘက်ကမီးလိုက်ရှို့နေတဲ့အတွက်လူလူနေအိမ်၆လုံးထက်မနည်းပျက်စီးခဲ့ပါသေးတယ်။ရှမ်းတောင်ဖဲခုံမိုးပြဲဘက်ကိုပဲအဓိကကျွန်တော်တစ်ချက်ကြည့်ရမှာပေါ့နော်။ကျန်တဲ့နေရာတွေမှာတော့စစ်ကြောင်းထိုးတာတွေတော့မရှိဘူး။ဒါပေမဲ့ဖရူဆိုမြို့ပေါ်မှာတော့ အဲစစ်ကောင်စီကနေပြီးတော့မှကျွန်တော်ပြည်သူတွေရဲ့နေအိမ်တွေကိုမိရှုဖျက်ဆီးထားတာတွေရှိရပြဟုတ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီရဲ့ထုတ်ပြန်ချက်အရငလင်လှုပ်ပြီးတပတ်အတွင်းမှာပဲစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေဒရုန်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေဟာ63ကြိမ်ပြုလုပ်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုအတွင်းမှာကလေးငယ်တအူးအမျိုးသမီး15ဦးအပါအဝင်အရတားပြည်သူ68ဦးသေဆုံးခဲ့ပါတယ်ကျွန်တော်မော်ရစ်ပါ တောင်ကိုရီးယားအာဏာပိုင်တွေဟာဧပြီလ2ရက်ကဂန်းနွန် စိုက်ကမ်းမှာစိုက်ကပ်ထားတဲ့သင်္ဘောတစည်းပေါ်မှာတန်တရားဖြစ်ဖွယ်ကိုကင်းနှစ်တန်လောက်ကို တွေ့ရှိခဲ့တယ်လို့အကောက်ခွန်ဌာနကပြောကြားခဲ့ပါတယ်။ဒါဟာနိုင်ငံသမိုင်းမှာမူရစ်စေဝါမှောက်ခိုတည်သွင်းမှုအများဆုံးပမာဏဖြစ်ပုံပေါ်တယ်လို့လည်းဆိုပါတယ်။ တင်မောကမက္ကဆီကိုနိုင်ငံကနေခီးစင်ကိုစတင်ခဲ့ပြီးအက်ကွေဒေါ်ပနမားနဲ့တရုတ်နိုင်ငံတို့ကို ဖြတ်သန်းသွားခဲ့ကတောင်ကိုရီးယားနိုင်ငံဂန်းနွန်စိတ်ကန်းကို ရောက်ရှိလာခဲ့တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ပြိုင်ဘက်ပြည်သက်တွေကိုမထီမဲမြင်လုခဲ့တဲ့ရီယယ်မက်ဒရစ်ကစားသမားတွေကိုဥရောပဘောလုံးအဖွဲ့ချုပ်ကဒဏ်ချေးငွေတွေချမှတ်ခဲ့ပါတယ်။ ချန်ပီယံလိရှုံးထွက်အဆင့်အက်သလက်တီကိုနဲ့ကစားခဲ့တဲ့ပွဲစဉ်ပြီးမှရီယာကစားသမားတွေကတီကိုပြိသက်တွေကိုလဘင်းကိုညှစ်ပြတဲ့အပြုမူတွေလှုပ်ဆောင်ခဲ့ကြတာပါ။နောက်ခံလူရူဒီဂါနဲ့တိုက်စစ်မှုအမ်ပါပေတို့ကိုဆိုင်းငံ့တပွဲပယ်နဲ့ဒန်ဂျေးယူရို3400ချမှတ်ခဲ့ပြီးကွေးလက်လူစီဘယ်ယောကိုဒန်ဂျေးယူရို2000ချမှတ်ခဲ့ပါတယ်။အမှုတွဲမှာပါဝင်ခဲ့တဲ့တောင်မန်ကစားသမားဗီနီစီယပ်စ်ကိုတော့ဥရောပဘောလုံးအဖွဲ့ချုပ်ကအရေးယူခြင်းမရှိဘဲကင်းလွတ်ခွင့်ပေးခဲ့ပါတယ်။ မက်ဒရစ်ဟာချန်ပီယံလိကွာတာဖိုင်နယ်မှာအာစနယ်နဲ့အရင်ဆိုင်ရမှာဖြစ်ပြီးကစားသမားအားလုံးပါဝင်ကစားခွင့်ရရှိမှာဖြစ်ပါတယ်ရှင်။ DBBO မြန်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားခဲ့ရတာပါမနက်၈နာရီမှာလည်းထပ်ပြရရှိတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးအောင်ပါကျွန်မကတော့ချေချိုဆမ်းပါကျေးဇူးတင်ပါတယ်ရှင် လက်နက်ကင်ပဋိပခတွေနဲ့စစ်ပွဲတွေကြားမှာရှင်သန်ရက်တည်ဖို့မိသားစုနဲ့အတူရှိနေခြင်းဟာခွန်အားတစ်ခုပါပဲတံပိုးထားချစ်ခင်ရတဲ့မိသားစုဝင်နေတဲ့အတူတူလုံခြုံတဲ့နေရာတစ်ခုကျွန်တော်တို့ဖန်တီးကြပါစို့ကိုပတ်ဝင်းကျင်မှာရှိတဲ့အရာဝတ္ထုတွေကိုသုံးပြီးတဆင့်ပြီးတဆင့်စနစ်တကျလှုပ်ဆောင်သွားမယ်ဆိုရင်တော့လုံခြုံစိတ်ချရတဲ့ဘုံခုခြင်းတစ်ခုကိုအမြန်ဆုံးဖန်တီးနိုင်ပါတယ် တကယ်တမ်းပြောရရင်ဒီဟာကဘုံခိုခြင်းတစ်ခုတည်းပူပါတယ်ချစ်ချင်းမေတ္တာပြည့်နဲ့ဖန်တီးထားတဲ့အိမ်ထဲမှာကွာဘုံခိုရာနေရာတစ်ခုပေါ့ဒီနေရာကိုကျွန်တော်တို့လက်တွေနဲ့ပဲအတူတူဖန်တီးထားတာပါအတူတူဆိုရင်ကျွန်တော်တို့အားလုံးအတူတူဆိုရင်စိတ်ချလုံခြုံတဲ့အနာဂတ်တစ်ခုကိုတက်ညီလက်ညီဖန်တီးနိုင်ပါတယ်ကျွန်တော်တို့နဲ့အတူလုံခြုံစိတ်ချရတဲ့ဘုံခိုခြင်းတစ်ခုတည်ဆောက်ကြရအောင် မိသားစုတစုပုံခုနိုင်မဲ့ဘုံခုချင်းတစ်ခုအတွက်၄ပေ၅ပေနဲ့နဲ့၈ပေ၆ပေအကျယ်ရှိတဲ့ကျင်းတစ်ခုတူးရပါမယ်။ဝင်ပေါက်ကိုအဲပုံစံတစ်စစ်ချိုးထားပါ။နေရံနဲ့ကြမ်းကင်းတွေကနေရေမစိမ့်နိုင်အောင်ပလတ်စတစ်ခင်းထားပါ။အမိုးအတွက်၆လက်မပတ်လည်တစ်လုံးခင်းရပါမယ်။တစ်လုံးမရရင်ဝနက်ထန်းလုံးနဲ့သုံးနိုင်ပါတယ်။လေဝင်ပေါက်အတွက်၄လက်မပတ်လည် PVC ပိုက်နှလုံးကိုထွင်းထည့်ပါ။ဖုံမိုက်မဝင်နိုင်အောင်အဲပုံစံချိုးထားပြီးပါ။ အပေါ်ကနေပလတ်စတစ်ဘိုးကာတံပြားပြင်ပြားခုခုခင်းမှာတဲအိတ်ဒါမှမဟုတ်မြေအိတ်တွေကိုအလျားတစ်ထက်အနံတစ်ထက်ထက်ခင်းပြီးပါပြီးမှဝက်ကက်ခင်းမှာမြေဖို့ပါရေမွေအောင်ကျင်းပတ်ပတ်လည်မှာရေနှုတ်မြောင်တူပေးပါစောက်ပုံစောက်နီးနဲ့တေးစိတ်အချက်လက်တွေကိုတော့ Telegram channel, DVB TV, Facebook, YouTube တို့မှာကြူအောင်စကန်ဖတ်ပြီးကြည့်ရှုလိုက်ပါ မိသားစုတိုင်းရှင်သန်ဖို့အိမ်ထဲမှာကွာပုံခုစို့ဒီဗီဗီရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့အပတ်စဉ်ထုတ်လင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစားပါဇက်အငားပေးတာများဖတ်ကြားခြင်းတော်တူ DBB အစီအစဉ်ပြန်လည်စတင်ဖို့အချိန်ကြာလာပါပြီဒီတော့မှလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမဲ့သူကတော့မမုံမုံပဲဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါမမုံမွေဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ဟုတ်ကဲ့ဒီတစ်ပတ်တော်တူ DBB အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပြည်သူအားလုံးမင်္ဂလာပါရှင်ဟုတ်ကဲ့ပါဒီတစ်ပတ်အစီအစဉ်အတွက် ပေးတာတွေထဲကမှပထမဦးဆုံးတစ်ဆက်ပေးခြင်းတဲ့စာကတော့ဒုက္ခရောက်နေတဲ့လယ်သမားတွေအကြောင်းရေးပို့လာတဲ့ရန်ကုန်တိုင်းထန်းတမင်မြို့နယ်ကစာလေးကိုဖတ်ကြားပေးခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကတော့မင်္ဂလာပါတော့တူ DVB တာဝန်ရှိသူများခင်ဗျာဗန်စီမကဗန်ကနေစောင်းစပါချင်းငွေတွေကိုလယ်သမားတွေရဲ့နာမည်ကိုသုံးပြီးလိမ်ပြေးတာပါ အခုဗန်ကလယ်သမားတွေကိုစစ်တပ်ခေါ်လာပြီးပတ်စံမပေးရင်လူခေါ်မယ်ဆိုပြီးတော့နိုင်ကျင့်နေပါတယ် ဖြစ်စဉ်ကရန်ကုန်တိုင်းထန်းတမင်မြို့နယ်ကုန်းလဲစိတ်အုပ်စုတွေကရွာထဲမှာဖြစ်နေတာပါဗန်စီမက လေသမားရဲ့နာမည်နဲ့စောင်းစဘာချင်းငွေတွေကိုထုတ်ယူပြီးတော့ထွက်ပြေးသွားလို့ပါခံရတာကနှစ်ခါရှိပါပြီပထမတစ်ခါက2018ခုနှစ်လောက်ပါပါ14သိန်းကိုကျွန်တော်တို့မယူဘဲနဲ့စိုက်ဆက်ခဲ့ရဘူးပါတယ်အခုဖြစ်စဉ်ကတော့ပူဆူးပါတယ်လေသမား100ကျော်ငွေသိန်း1000ကျော်ကိုဘဏ်ကထုတ်ယူပြီးစီးရမကထွက်ပြေးသွားလို့ပါ စစ်တပ်ကပတ်ဆက်မဆက်ရင် လူလိုက်ရမယ်လို့ပြောပါတယ်ကျွန်တော်မိသားစုကသိန်း30ကျော်ဆက်ရမယ်လို့ပြောပါတယ်ငွေကစီးမားကယူတာကိုစစ်တပ်ကနင်တို့မဆက်ရင်အဲ့ဒီစီးမားကိုလိုက်ရှာပေးလို့ပြောပါတယ်စောင်းစပါချင်းငွေလို့ပြောပါတယ်ကျွန်တော်တို့လည်းလက်မှတ်မထိုးပဲလယ်သမားတွေယူပါတယ်ဆိုပြီးမတရားလုပ်လို့ပါလက်ရှိဖြစ်နေတာပါကွန်ကြီးပေါင်း DBB ဆိုပြီးတော့ရန်ကုန်တိုင်းထန်းတပင်မြို့နယ်ကုန်းလဲစိတ်အုပ်စုတွေကကြီးရွာတွေမှာဖြစ်နေတဲ့ ဒါလေသမားတွေရဲ့ဒုက္ခရောက်နေတဲ့အကြောင်းပေါ့နော်အဲ့တော့ဒီဒုက္ခရောက်နေတဲ့လေသမားတွေအတွက်တရားမျှတမှုရရှိပါစေလို့ DVB ဝိုင်းတော်သားတွေကဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာထပ်ပြီးဖတ်ပြချင်တာကဒီဒုတိယမြောက်ဆောင်လေးရတော့တမတရားတမအထက်လူကြီးများတို့တဲ့မင်္ဂလာပါအကိုနဲ့အမခင်ဗျာအမီမဖောလို့သူပါတဲ့ မကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်တင်းကက်ရွာကအုပ်ကြီးနဲ့သူ့သက်မှတ်တို့ဟာတချိန်ကဘာမှမရှိဆင်းရဲလွန်းရာကနေမဟုတ်မမှန်သူများတွေကိုဆွတ်ဆွဲကငွေညစ်တောင်းခံပြီးအခုမှတော့ချမ်းသာနေကြပါတယ်တဲ့ကျွန်တော်ကအခုလဲပဲကျွန်တော်ကို PDF နဲ့ပတ်သက်တယ်လို့ဆွတ်ဆွဲချင်းချောက်နေပြန်ပါတယ်ကျွန်တော်ကအထက်ကတခုမှစေသား စေတနာဆရာအနေနဲ့တင်ကြားနေသူပါတဲ့တမတရားတစ်ကအရာရှိမင်းကြီးများတင်းကက်ရွာက အုတ်ကြီးနဲ့သူတမတ်တို့မဟုတ်မမှန်လောက်ရကို ရှင်ဖွင့်လိုက်ပါတယ်တဲ့ကျေးဇူးတင်ပါရဲ့ DBB ကျွန်တော်လုံုံရေးအရာမင်းရဲ့အမိကိုမဖော်ပြစေလိုပါဘူးဆိုပြီးတော့ရေးသားပေးပို့လာတာပါဒီအမိမဖော်တဲ့စာရေးသူကတမတရားတစ်ကလူကြီးတွေတိဖို့ဆိုပြီးလိမ့်မူလာတဲ့စာကိုအားလုံးကြားသိအောင်ဖတ်ပြလိုက်ပါရှင်။ ဟုတ်ကဲ့ပါဆက်ပြီးတော့ဖက်ပြပေးခြင်းတဲ့စာကတော့အညာမီကပြပူလာတဲ့အကြပြလေးတစ်ပုဒ်ကိုဖက်ပြပေးခြင်းပါတယ်ခင်ဗျာမင်္ဂလာပါ TPP ရေကြပြလေးကတော့ကာယနဘေမညီပေမဲ့ကြပြလေးကိုဖက်ကြားပေးပါဗျပျော်စရာပျောက်တဲ့အညာမီပါတငယ်ချင်းဆိုပြီးတော့ခေါင်းစဉ်ပေးထားပါတယ်ရေးသားထားတာကတော့ဘီကိုလုံးတူဦးညော်နဲ့ညီသိနေတဲ့ကြီးလက်စနေပုံမီးရှို့ခံရွာကလေးတွေမှာ အကြီးတန်းအထီးကျန်နေရာတွေ ကင်းမိရလားတငယ်ချင်းရာစာနာထောက်ထားမဲတဲ့အာနာရှင်စစ်တပ်ဘလူတွေကြောင့်အပုတ်တိုးနန့်တွေထနေတဲ့ညီကိုမောင်နှမတွေရဲ့မမြင်ရက်စရာရုပ်အလောင်းတွေကိုရောမင်းမြင်ဘူးရဲ့လားတငယ်ချင်းစစ်မိတ်စာတွေတိုက်ကြောက်အပြေးလှက်တလိုက်လိုက်နဲ့တော်တန်းတဝိုက်မှာမောပန်းစွာရှိုက်ငိုရင်းနေတဲ့ခူရမဲ့နေတဲ့ဘဝတွေကိုတခဏတာကူညီနိုင်မယ်ဆိုရင်တငယ်ချင်းမင်းလာခဲ့ပါအညာအမီကို အညာမီမှာတမာရီပူခားလာသလိုဘဝရီပူကျန်းလာရတကူကွာအပြူဖြန်းကညာနဲ့အညာသားကြီးတွေကိုမေးနေရောသလားမေးတော့မေးချင်တယ်တငယ်ချင်းရေအဝေးမှာနေတာမင်းပြော်ရင်လားလို့မင်းပြော်ရင်ရပါတယ်အတင်းတော့မခေါ်ချင်ပါဘူးတရင်တော့ပြောချင်ပါရဲ့တို့အညာမှာရိုးရတကြံတွေကနှွေးတမာဗရောက်ပန်းနဲ့ချွေညာမီတစ်ချောက်မှာပျော်စရာပျောက်ခဲ့ရပေါ့တငယ်ချင်းရေရေးသူကိုအီဂယ်ဆိုပြီးတော့ရေးပို့လာတာပေါ့နော် ေးသားထားတဲ့မှာတော့ဒီအဝေးရောက်အညာသူအညာသားတငယ်ချင်းတွေကြားသိပြီးတော့စေပေးကြောင်ဒုက္ခရောက်နေတဲ့သူတွေကိုကူညီနိုင်ပါစေဖက်ချားပြတဲ့တော်တူ DBB ဝိုင်းတော်သားတွေအားလုံးလည်းထိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံပါစေဆိုပြီးတော့ရေးသားထားတယ်ပေါ့နော် တော့ရင်ဖွင့်ကြပါလေကိုဖက်လိုက်ပြီးတော့ဒီအညာဒေတာမှာကြုံတွေ့နေရတဲ့ဒီဒုက္ခတွေကိုပြည်သူတွေရဲ့ဘဝတွေကိုကောက်ကွက်ကူပွင့်တဲ့မျိုးလုံးတွေကိုမြင်မိစေပါတယ်ရေးသားပေးဖို့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါကျွန်တော်တို့ရဲ့အစီအစဉ်ကဒီပေးတာတွေအများပြားကိုပေါ့နော်ဒါဖက်ကြားပေးရတဲ့အစီအစဉ်ဖြစ်တဲ့အတွက်ကိုဒီကြပါတွေရင်ဖွင့်စာတွေကိုတူတူနဲ့လိုရင်းတူရှင်းနဲ့ရေးသားပေးဖို့ကိုလည်းမေတ္တာရက်ခံလိုပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့တော်တူ DBB အစီအစဉ်ကိုစာတွေရေးသားပေးဖို့ရောမယ်ဆိုရင်တော့ အီးမေးလ်ကနေပြသရင်ရေးသားပေးဖို့မယ်ဆိုရင် talk2dbb@gmail.com ကိုရေးသားပေးဖို့နိုင်ပါတယ်။ Facebook ကနေရေးသားပေးဖို့တော့မယ်ဆိုရင်တော့ facebook.com မြင်းဆောင် talk2dbb ကိုရေးသားပေးဖို့နိုင်ပါတယ်ခင်ဗျာ။ဖုန်းနံပါတ်ကနေပြသရင်ရေးသားပေးဖို့တော့မယ်ဆိုရင်တော့ Viber ကနေပြသရင်အပေါင်း6681112469ကိုရေးသားပေးဖို့နိုင်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ထပ်ပြီးဖျက်ပြကျင်တာကဒီစကိုင်းတိုင်းကအပတ်စဉ်ပေးပို့နေကြအစားတစားမှာပဲ စကိုင်းတိုင်းကတာမျိုးနဲ့ကျေးလက်ဒေသခံတန်ခုတ်တောင်သူအလုသမားများနဲ့ငါးမြင်းဆောင်ကတာလူလူအောင်လံတပိတ်အပွဲပူပေါင်းပြီးတော့ဆန္ဒပြတောင်းဆိုခဲ့တဲ့အကြောင်းလေးပို့ပေးလိုက်ပါတယ်တဲ့မလ24ရက်ကဆန္ဒပြခဲ့ကြတာပါအမေစုနဲ့နိုင်ငံခေါင်းဆောင်တွေချက်ချင်းလွတ်ပေးရေးပုံရံသူမအားလားပြုတ်ကြရည်ကြီးကြွေးကြော်ခဲ့ကြပါတယ်ဓာတ်ပုံတွေလည်းထည့်ပေးလိုက်ပါတယ် လူမှုအောင်လံတပိတ်ဖွဲ့ဟာနေစဉ်လူလူအာနာသိန်းစစ်ကောင်စီအလို့မရှိကြောင်းဆန္ဒပြနေကြပါတယ်တဲ့ဒါကိုတပြည်လုံးသိစေခြင်းလို့ဒီစာကိုရေးလိုက်တာဖြစ်ပါတယ်တဲ့မြမပြည်တပြည်လုံးကလူမှုတွေရဲ့လူမှုတွေနဲ့နိုင်ငံတကာရောက်မြမပြည်သားတွေကလည်းကျမတို့ကတာတပိတ်လိုပဲဆန္ဒပြပွဲတွေနေစဉ်ပြုလုပ်ပေးကြပါစမ်းမချမ်းသာကြပါစေဆိုပြီးတော့ လူလူတပိတ်တွေနဲ့ဆန္ဒထုတ်ဖော်မှုတွေကိုနေ့စဉ်မပြတ်စွဲကောင်းကောင်းနဲ့လုပ်နေတယ်လို့ပေါ့နော်ကျမတို့ရဲ့အစီအစဉ်ကိုအပတ်စဉ်စာနဲ့ဒီတပိတ်အဖွဲ့ရဲ့ပုံလေးတွေကိုဖော်ပြပြီးပေးပို့နေတဲ့စာလေးကိုဖော်ပြပေးလိုက်ပါတယ်